ကျွန်တော်မိသားစုတော့ကျွန်တော်မိပါတယ်ကျွန်တော်ပြည့်စုံအောင်ဒန်းတူကထားနိုင်ပါတယ်အခုကဘလို့လည်းမသိကျွန်တော်တယောက်လာလဲဒုက္ခပဲနှစ်ယောက်လာလဲဒုက္ခပဲမလုတ်လုတ်ပင်းကောင်းတယ်မလုတ်ပင်းမကောင်းခဏစဉ်းစားကြည့်ဗျာကျွန်တော်နေရာမနေကြည့်ကြပါဦးကျွန်တော်ဒီမိသားစုဒီမိပါတယ်တော့ဒီမောင်နှမလို့လည်းမလို့ခြင်းတော့တကယ်ပြောလဲအမြဲလို့လို့ဆူတောင်းနေဘွားဆက်တိုက်ဆက်တိုက်ဘယ်တော့မှမကြုံပြရစေနဲ့ဆိုဆူတောင်းနေတကယ်ကျွန်တော်အဖွာလွဲလို့ အဖေနဲ့မေတားလဲအဖေရဲ့မေရတားပဲနော်မေလို့ဖေလို့မွေးထားတာပဲနော်တားလဲမေလို့ကတားရင်းမှာနော်အကြီးဆုံးနေဖြစ်တယ်တားအကြီးဆုံးတောင်းဝင်းကိုတားထမ်းဆောင်တယ်နော်အဖေနဲ့မေတောင်းလဲငဲကြအောင်ငဲညာပေါင်းပြတားအောင်လဲနော်တနာပါအောင်လို့အမေနဲ့ဖေရဲ့မေတ္တာရက်ခံတာမှာတနာပါအောင်တားအောင်လဲစိတ်တော့ကနေမပေးပါနဲ့ တာသမီးချင်းသူ့အရောငါတို့ကဘေးရောက်မျက်စိနောက်ရင်တွားကြပါကားလည်းမောင်းကျစေမရှိတော့ကားမောင်းနေနေတော်တော်လေကျွန်တော်သူများလည်းအားကြပါဘောနော်ကိုကြီးကအားကြ မကြပါနဲ့ဗျာကျွန်တော်အားမကြနဲ့ကျွန်တော်ပြောလို့မသူများဘာလို့ကျကျွန်တော်ဝယ်နေလဲဒါပေမဲ့ကျွန်တော်အမြဲတမ်းလို့လို့ကျွန်တော်မိသားစုနဲ့အမြဲတမ်းစိတ်ဆင်းရဲနေရဘောနော် အခုလေကားမောင်းနေလူပို့ရင်တန်တန်နဲ့ဖုံထိုးလာမင်္ဂလာဆောင်မို့တဲ့ကျွန်တော်ညီလူကဆက်ချက်မပြည့်သေးဘူးမိမနှစ်ယောက်ရပါတယ်အာတမီးဘက်ကတတို့တတို့တမီးအတမီးသူ့အဖေကမင်္ဂလာမဆောင်ရင်ထားမယ်တဲ့အဲ့တော့ကျွန်တော်နဲ့မဆိုင်ဘူးလေနော်ကျွန်တော်ကတော့စားဖို့တောက်ဖို့အိမ်အတွက်ပဲကျွန်တော်ကျွန်တော်မိဘနှစ်ပါးအတွက်ပဲကျွန်တော်ထောက်ပံ့တာလေ ဲ့တော့ညီရအမြန်ပြောလိုက်လို့ဖုံးချသွားတော့ခဏအမေဖုံးထိုးလိုက်တာရဲ့လှုပ်ပါတဲ့ငါစိတ်ညစ်လိုက်တာတဲ့အမေအသားနဲ့မဆိုင်ဘူးလေပြောတယ်အပြီးအဖေကဖုံးထိုးလိုက်တာရဲ့လည်းဘလို့လုံမလဲတဲ့ကျွန်တော်စဉ်းစားကြည့်ပြတော်တော်ကျွန်တော်ဒုက္ခပေးတာမပေးတော့ကျွန်တော်အပြောခံရတယ်ကျွန်တော်ကားဘလို့မောင်းလဲ လုံးနေတဲ့အလုပ်တွေကလည်းညတွေကကျွန်တော်ခုချိန်ဒီမှာအဲ့အားသေးဘူးကျွန်တော်ကတကယ်မိသားစုတည်းတော့ဆိုအမြဲနဲ့မြည်နေမြည်ခွန်းနဲ့အမြဲလို့လို့ပဲစိတ်ညစ်တာကျွန်တော်ကြကြလို့ကျွန်တော်လည်းကိုကူကိုဆုံးကျွန်တော်မကြတော့ကျွန်တော်အဲ့လိုမျိုးဖြစ် တကယ်စိတ်ပြတ်ဖို့ကောင်းတယ်မိသားစုအတွက်နဲ့အများနဲ့မြည်ရကြနေရမိသားစုအတွက်နဲ့အများနဲ့ကျွန်တော်မိသားစုကိုတော့ကျွန်တော်မိပါတယ်ကျွန်တော်ပြည့်စုံအောင်ဒန်းတူကထားနိုင်ပါတယ်အခုကဘလို့လည်းမသိကျွန်တော်တယောက်လာလဲဒုက္ခပဲနှစ်ယောက်လာလဲဒုက္ခပဲမလုတ်လုတ်ပင်းကောင်းတယ်မလုတ်ပင်းမကောင်းခဏစဉ်းစားကြည့်ဗျာကျွန်တော်နေရမနေကြည့်ကြပါဦးကျွန်တော်ဒီမိသားစုဒီမိပါတယ်ရောဒီ မောင်နှမလို့လည်းမလို့ချင်းတော့တကယ်ပြောလဲအမြဲလို့လို့ဆူတောင်းနေဘွားဆက်တိုက်ဆက်တိုက်ဘယ်တော့မှမကြုံပြရစေနဲ့ဆိုဆူတောင်းနေတကယ်ကျွန်တော်အဖွာလွဲလို့ဒီအမကားကိုကျွန်တော်လမ်းဘေးရက်တာဒီမှာကျွန်တော်ဘလို့ကားမောင်းမလဲလို့ကားလမ်းဘေးရက်ထားတာကြည့်ပါဦးဗျာအဖေနဲ့မေตาလဲအဖေရဲ့မေရဲ့ตาပဲเนาะမေလို့ဖေလို့မွေးထားတာပဲเนาะตาလဲမေလို့อ่ะ တားရင်မှာနော်အကြီးဆုံးနဲ့ဖြစ်တယ်တားအကြီးဆုံးတောင်ဝင်ကိုတားထမ်းဆောင်တယ်နော်ဖေးနှမေတောင်းလေငဲကြအောင်ငဲညာပေါင်းပြတောင်းအောင်လေနော်တနာပါအောင်လို့အမေနဲ့ဖေးရဲ့မေတ္တာရက်ခံတာမှာတနာပါအောင်တောင်းအောင်လေစိတ်တော့ခါနဲ့မပေးပါနဲ့တာသမီးချင်းတူရတော့ငါတို့ကဘေးရောက်တကယ်ပါ စိတ်တလည်းကြားတယ်ရင်ဖွင့်စရာမရှိလို့မှပဲရင်ဖွင့်ရတာပါနော်မကြပါဘူးကျွန်တော်လည်းမကြောက်စိတ်တမုန်းချက်လာတဲ့နေ့ဆိုကမှဘူးအေးစေးနားယူလာတော့ကြုံဘူးရဲ့လူတော့ကိုချင်းစားတယ်ဗျမကြုံဘူးရဲ့လူကြတော့လေ အဲ့လိုပြောရင်ယွန်နာလို့ပါလို့ပြောကြတာဟုတ်ကဲ့ကျွန်တော်အပြစ်ပြောနေလို့ပြောပြမယ်နားထောင်ကျွန်တော်ဘဝလေးရလေအဆအဆုံးတီးလို့ရခင်ဗျားလို့ရန်တနာပါမှာဖေဖေကရန်ဝင်တန်းဝင်တန်းနေထွက်လာတယ်သူရဲ့အိမ်ပန်းချမ်းပန်းရှိတယ်ဆိုထွက်လာတယ်အဲ့တော့အဖွားပြေးခဲ့တဲ့အမွေတွေကိုသူရဲ့အတော်တွေအကုန်တင်ပိုက်သွားတယ်တင်ပိုက်သွားတော့ရှင်ဆိုင်ဝင်၁၀သိန်းကုန်မယ်အဲ့တော့ပတ်စံပဲ၁၀သိန်းပေးရရမလဲနောက်ကြတော့အိမ်ငါးပေါ့ချီအလေးထုတ်ရောင်းပြီးတော့အိမ်ငါးဘဝနဲ့နေခဲ့တာ င်ငါဘွားနဲ့နေခဲ့တာအဲ့တော့အဖေကပြောတယ်ဒါငါမျက်လုံးမကွင်ကိုပိုင်အိမ်မက်လေးနဲ့နေကျင်တယ်မိမောင်နှမတွေတော့ဆိုတော့ကျွန်တော်စူးစားတယ်ကျွန်တော်မိဘကိုဖြစ်ချင်တဲ့အတိုင်းအိမ်မက်ခြံမဲနဲ့ကျွန်တော်ထားခဲ့တယ်ထားထားပြီးနော်အခုချိန်ဒီရောမိဘမျက်နှာမငယ်ရအောင်ကျွန်တော်ထားထားတယ်ဗျတောင်းတော့လောက်လေကျွန်တော်ပေးတယ်အထက်တော့ပူပေးသေးတယ်ဒါပေမဲ့စိတ်မကောင်းတာဗျာခင်ဗျောစဉ်းစားကြည့်သူ့သားမိမယူလိုက်တယ်အိမ်မှာပဲကျွန်တော်လှုပ်ရှားထိုင်စားနေတယ် အဲ့ဒါဖြင့်မင်္ဂလာဆောင်မှုပတ်စံမရှိဟိုဘက်ကမင်္ဂလာမဆောင်ပြီးထောင်မယ်လို့ပြောလို့အဖေရောအမေရောငိုပြီးကျွန်တော်ဖုံးထုတ်လာတော့ဗောနော်အမှကျွန်တော်ကကြံစင်းစားလဲဩငါသူ့မြားနိုင်ငံမှာအလုတ်လုတ်နေတာငါ့ကိုကြတော့တာလေးနေကောင်းလားအဆင်ပြေလားမပြောဘူးပတ်စံပြေးတဲ့ချိန်ပဲဩဟိုမှာထိုင်မှယူတဲ့လူကြတော့ကောင်းကြတော့မှဆိုးရင်တာပဲဆိုပြီးကျွန်တော်လဲကျွန်တော်ကျွန်တော်နေရနေကြည့်လေနော်ကျွန်တော်လဲတာပဲလေတာရင်းပဲလေ ကျွန်တော်ဆိုရင်မိဘကိုတိတက်ပါရဲ့အရွယ်တွေကကျွန်တော်ဒုက္ခမပေးဘူးကျွန်တော်စူးစားတယ်ဒီလိုနေရာမျိုးတွေရောက်အောင်မိဘကိုကောင်းကောင်းမို့ကျွန်တော်ထားတယ်ဒါပေမဲ့ပြကျွန်တော်ဖေးတစ်ချက်ပါပဲနော်ကျွန်တော်တရုတ်ကလုံးကကျွန်တော်ချစ်ကြတယ်အိမ်ငါဘဝနဲ့မိဘကိုအိမ်ပိုင်ခြံပိုင်ဖြစ်အောင်နော်ထားနိုင်တဲ့ယောက်ျားလေး၁၀ယောက်စုရင် နှစ်ယောက်လောက်ပဲရှိတယ်။အဲဒါမှကျွန်တော်စီရင်ပါတယ်။အဲ့တော့ခင်ဗျားတို့လည်းကိုကျင်းစားပါစေ။နော်မိဘကိုပြန်ပြောတာမဟုတ်ဘူး။ကျွန်တော်အမှန်တရားကိုချပြလာ။ဟုတ်ကဲ့။ခုနကတာသည်များကိုကျင်းစားစိတ်ထားထားနိုင်ကြပါစေ။ဒီအခုလိုမျိုးဘွားတူတွေရောရှိကြပါရဲ့လားမိတ်ဆွေတို့ပတ်ဝန်းကျင်မှာမြင်ပြီးရဆိုလို့ရှိရင်လည်းကိုမမှန်ခဲ့ပြီလို့ရပါတယ်